ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Bruno Silva နဲ့တရားဝင်ပွဲဖြစ်သွားပြီဖြစ်တဲ့မြန်မာကုံဆောင်ချင်းဖိုင်တယ်လေး Joshua Wen ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာကုံဆောင်ချင်းဖိုင်တယ်လေး Joshua Wen ဟာမကြသေးခင်ကမှသူ့ရဲ့ပွဲစဉ်မကြခင်မှာချပြရုံးမယ်လို့ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ channel ကမနေ့ကပဲသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီနေ့မှာတော့ Joshua Wen ရဲ့ပွဲစဉ်ကို UFC ဘက်ကတရားဝင်ချပြလာခဲ့ပြီဖြစ်ပါတယ်။ ဂျော့ရှွာဘန်ပြီးခဲ့တဲ့ပွဲမှာပွဲပြတ်ခဲ့တဲ့ဘရာဇီးဝိုင်းဖိုင်တာကြီးဘရူနိုဆေးဗာနဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်ဘရူနိုဆေးဗာရဲ့အကြောင်းကိုအနေနဲ့ပရိသတ်တွေစီမိတ်ဆက်ချင်ပါတယ်ဘရာဇီးဖိုင်တာကြီးကလက်ရှိမှာအသက်35နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဝိုင်းဖိုင်တာကြီးတူဖြစ်ပါတယ်သူက MMA ပွဲပေါင်း23ပွဲထိုးသက်ထားခဲ့ပြီး14ပွဲနိုင်6ပွဲရှုံး2ပွဲသေးတဲ့ပွဲပွဲပြရလက်ကိုပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ အနိုင်ရခဲ့တဲ့၁၄ဘွဲ့မှာ၆ဘွဲ့ကလဲထိုး၄ဘွဲ့ကချုပ်ွက်နဲ့၄ဘွဲ့က decision နဲ့နိုင်ဘွဲ့ကိုစီပုံဖော်ထားတာတွေ့ရပါတယ်။ဒါကြောင့်သူက stand fight ဘိုင်းကိုပို့ပြီးအသားပေးကစားတဲ့ fighter တအူးလို့ညွှန်းဆိုရှာမှာပါ။ Bruno Silva က stand fight ဘိုင်းမှာနောက်မဆုံးပဲသူချမ်းကိုချမ်းအဲ့လိုမျိုးရှင်ပြီးထိုးတဲ့ fighter တအူးဖြစ်ပါလေ။ fan ရဲ့အကြောင်းကတော့အများကြီးပြောနေစရာလိုတော့မယ်မထင်ပါဘူး fan UFC မှာ9ပွဲထိုးသက်ထားပြီး6ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ် Charles Johnson ဆိုတဲ့ American Fighter တဦးကိုသာရှုံးနိုင်ထားပြီးချန်ပွဲစဉ်အားလုံးကိုအနိုင်ရရှိထားတာဖြစ်ပါတယ် fan လရှိချိန်မှာ UFC flyweight ရဲ့ ranking 14ဆင်းဝင် fighter တို့ဖြစ်လာခဲ့ပါပြီ stand fight ကို ground မှာမြန်မြန်တက်တာကစားနိုင်ခဲ့တဲ့တက်လူ fighter တယောက်လို့ပြောရင်လည်းမှားမယ်မထင်ပါဘူး ပန်နဲ့ဘရူနိုဆေးဗာတို့ရဲ့ပွဲကလာမယ့်ဂျွန်လာ၈ရက်နေ့မှာကျင်းပမယ် UFC 316ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်ဖန်ရဲ့ပွဲကဒီတစ်ခါပရီလင်းခေါင်းစဉ်အောက်ကမဟုတ်ပဲမိန်ကတ်ခေါင်းစဉ်အောက်ကနေပါလာမလားဆိုတော့စောင့်ကြည့်ကြရပါဖြစ်ပါတယ်။ဘရူနိုဆေးဗာကလက်ရှိ Flying Way Ranking 12ဖြစ်ပြီးဖန်ကတော့လက်ရှိမှာ Ranking 14ဖြစ်ပါတယ်။ဖန်ဟာဒီပွဲမှာထပ်နိုင်ခဲ့ရင်ဖန်အင်းနဲ့ Ranking Totem စီးရင်လည်းဝင်ရောက်လာနိုင်မယ်လို့ထင်မြင်ယူဆမိပါတယ်။ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတော့ချွန်လာ၈ရက်နေ့ကျဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဂျိုရှူအာဗန်နီနဲ့ဒီပွဲမှာလည်းချမ်းပီရမ်းပီဆိုတဲ့ဖိုက်တာတဦးနဲ့ရင်ဆိုင်ရအောင်ပါပါဘရူနိုဆေးဗာနောက်မဆုတ်တဲ့ရင်ဆိုင်ကစားတတ်တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲကလည်းဖန်တွက်လွယ်ကူနေမှာတော့မဟုတ်ပေမဲ့လည်းအရင်လိုမျိုးပဲပွဲစဉ်ကကျန်းတန်းတဲ့ပွဲစဉ်တွေပဲဖြစ်လာအောင်ပါပါ။ဖန်တွက်အာနေဂျာတကူရှိတာကအနေငယ်လက်တန်ခြေတန်တူနေတဲ့အချက်ဖြစ်ပါတယ်။အရက်က flying weight တန်းမှာအကောင့်သေးတဲ့ဖိုက်တာတွေများပေမဲ့ဖန်ရဲ့ခြေတန်လက်တန်ကသူများဖိုက်တာတွေနဲ့မတူဘဲအနေငယ်ပိုပြီးတူနေတာကိုမြင်တွေ့ရပါတယ်။ ဒါမဲ့လေဗန်ကကိစ္စကိုဂယူဆိုင်နေတက်တဲ့ fighter လည်းမဟုတ်ပါဘူး stand on ground မှာမြင်းမြတ်တက်တာကစားပြီးရှေ့ပွဲမှာနိုင်မွေးတွေပုံဖော်နိုင်ခဲ့တာရှေ့ကတာရကတွေကအများကြီးပါပဲဒါကြောင့်မလို့မြို့တို့ပင်ဆိုးစေကမှု fan အနေနဲ့ဒီပွဲမှာလည်းအောင်မြင်မြင်နဲ့ပဲနိုင်မွေးပုံဖော်နိုင်မယ်လို့ယုံကြည်ပါတယ် UFC ကတော့ fan ကိုတစင်ချင်းတစင်တလှမ်းခွင့်နေပေးနေတာမြင်တွေ့ရပါတယ်။ထိတ်တန်းတွေကိုတမ်းပြီးတင်ပေးလိုက်တာချင်းမရှိဘဲတပွဲတပွဲသူ့အနေနဲ့သူ့အနေနဲ့သူ့လင်းမင်းနဲ့သူ့တွောင်းဖန်တီးပေးနေတာမြင်တွေ့ရပါတယ်။ အကောင်းဆုံးဆွမ်းဆောင်ရည်လေးချပြနိုင်ပါစေလို့ပဲကျွန်တော်တို့ရဲ့ချင်းဖိုင်တာလေးကိုဆူတောင်းပေးပါတယ်။ထူကြတဲ့အကြောင်းအရာရှင်လဲဆက်လက်တင်ဆက်ပေးပါဖြစ်လို့အားပေးကြပါအောင်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်ဖို့လေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့မှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရဲ့ပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။